မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပြင်သစ်သမရကဒေါ်အောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ဟုထုတ်ဖော်ပြောဆိုစစ်တပ်ကမတရားဖန်ဆီးထားသောဒေါ်အောင်ဆန်းစုကြည်ဤကျမ်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြင်သစ်သမရတောင်းဆိုတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပြင်သစ်သမ္မတကဒေါအောင်ဆန်းစုကြည်ထံသို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ပါကြောင်းပြင်သစ်သမ္မတဤစာတွင်ထုတ်ဖော်ပြောဆိုထားပါတယ်။ပြင်သစ်သမ္မတကဒေါအောင်ဆန်းစုကြည်တို့လိမ့်မှု၍စာရေးသားခဲ့ခြင်းဖြစ်ပြီးရင်းစာကို King Eric ထံသို့ပေးပို့ခဲ့သည်။အဆိုပါစာတွင်ဒေါအောင်ဆန်းစုကြည်ဤကျမ်းမာရေးအတွက်အလွန်စိုးရိမ်ပူပန်ကြောင်းမြန်မာနိုင်ငံတွင်၅နှစ်နီးပါးအကြက်တဲကာလအတွင်းအခြေအနေများကိုလည်းအလေးပေးပြောဆိုထားပါတယ်။အကြံဖတ်စစ်တပ်ကမတရားဖန်ဆီးထားသောဒေါအောင်ဆန်းစုကြည်ဤကျမ်းမာရေးအခြေအနေကို အလွန်ဆိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြည်သက်သမရကတောင်းဆိုထားပါတယ်။မြန်မာစစ်တပ်၏မတရားဖမ်းဆီးထုတ်နှံမှုခံရရသောဒေါအောင်ဆန်းစုကြည်ကိုပြင်သစ်နိုင်ငံအနေဖြင့်မမေ့ချောင်းစစ်တပ်အနေဖြင့်ဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထုတ်နှံထားမှုကိုအဆုံးသတ်ရန်လဲတောင်းဆိုထားပါတယ်။ပြင်သစ်သမရ၏အဆိုပါပေးစာမှာအော်တိုဘာလ၁ရက်နေ့တွင်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒေါအောင်ဆန်းစုကြည်ဤသားဖြစ်သူကင်အဲရစ်ကလည်းပြင်သစ်သမရ၏စာကိုရရှိထားပြီးပြင်သစ်နိုင်ငံခေါင်းဆောင်နှင့်ပြည်သူများက တနာကယူနာချပြီးအမြဲတမ်းခြောက်ကန်အားပေးမှုအတွက်အထူးကျေးဇူးတင်ရှိကြောင်းပြင်သစ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာန၏မြန်မာအတွက်အထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဘီမှတဆင်ပြင်သစ်သမ္မတမက်ခရွန်ထံမှဒေါအောင်ဆန်းစုကြည်ထံသို့ပေးပို့တဲ့ပုဂ္ဂိုလ်ရေးစာကိုလက်ခံရရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။စာထဲမှာသမ္မတကမိမိရဲ့ဂျမ်းမာရေးအနေအထားကိုစိုးရိမ်ပူပန်ကြောင်းဖော်ပြသခဲ့သောမိမိအပါအဝင်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလုပ်ပေးဖို့ပြင်သစ်နိုင်ငံမှာ တခါထပ်မံတောင်းဆိုကြောင်းရေးသားထားပါတယ်။အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုပ်နောက်ထဲမှာကျန်းမာရေးမကောင်းတော့ပါမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတရှောင်းကြိုးစားဆောင်ရွက်ခဲ့သူဖြစ်တယ်။မိမိလွတ်မြောက်ခြင်းဟာလူခွင့်ရေးနဲ့လူကုန်သိခါအတွက်သာမကမြမပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်။ပြည်ထောင်နိုင်ငံရဲ့သနာကိယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိတာချင်းတို့အတွက်ကျွန်တော်လိုက်လိုက်လဲလဲခံစားရပါတယ် ဂျာကအမတ်တရားငင်းချမ်းရင်းနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကဘာတဝမ်ကလူတွေကိုအတိပေးလိုက်တဲ့စိတ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုတရဖြစ်တယ်ဟုကင်အရစ်ကသတင်းထုတ်ပြန်ချပါတယ်။ဆက်လက်ပြီးဖန်အန်တွင်ချက်ဖို့ပါတီကိုစရဲလောင်းဤမဲဆွဲဆိုင်ဖို့စုပ်ဖြဲမှုဖြင့်အသက်15နှစ်အရွယ်လူငယ်တအူတလားမျိုးနယ်တွင်ကော်မရှင်အဖွဲ့ကိုလက်သီးဖြင့်ထိုးသူအပေါပွင်နိုင်ငံတော်မှပြည်သူ9ဦးကိုစစ်တပ်ကရွှေကောက်ပွဲနှောက်ယှက်မှုဖြင့်ဖမ်းဆီးအမှုဖွင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ဖက်အန်တွင်ကျန်းဖို့ပါတီဤပြည်နယ်လွှတ်တော်ကိုစလဲလောင်းစောမြင့်ဦးဤမဲဆွယ်ဆိုင်ဖို့ဆုတ်ဖြဲမှုဖြင့်အသက်15နှစ်အရွယ်လူငယ်တအူးအပါဝင်နိုင်ငံတော်ဝန်တွင်ရွှေခောက်ပွဲနှောက်ရက်သည်ဟုဆိုကာပြည်သူခုနှစ်ဦးကိုဖမ်းဆီးအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါသည်နိုဝင်ဘာလ၂ရက်ကရင်ပြည်နယ်ဖအံမြို့အမှတ်၄ရပ်ကွယ်အုတ်ချုံရည်မှုရုံရှိလမ်းဘေးတွင်စိုက်ထူထားသည့်ကျန်းဖို့ပါတီမှဖအံမြို့နှင့်မဲဆန္ဒနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းစောမြင့်ဦးဤဓာတ်ပုံနှင့်စာသားပါဘီနိုင်ဆိုင်ဖို့ကို ဆုတ်ဖြဲခဲ့သောအသက်15နှစ်အရွယ်ဖြိုးမင်းတပ်နှင့်အသက်32နှစ်အရွယ်ထွန်းထွန်းဝင်းတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်း၎င်းတို့ကိုရွေးကောက်ပွဲနောက်ဆက်ဖြတ်စည်းမှုများတားဆီးရေးဥပဒေပုံမှန်24ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်အလာတူအော်တိုဘားလ31ရက်နေ့ရန်ကုန်တိုင်းဒလားမြို့နယ်ရခိုင်မြောက်ကျေးရွာနေသိန်းဆွေဦးနှင့်မြို့နယ်ကော်မရှင်အဖွဲ့ဝင်2ဦးတို့ကမဲပေးခွင့်ရှိသူများမကြံရှိစီရင်စီစစ်ရန်ရခိုင်ချောင်း ်မြောင်ကျေးရွာတို့လာရောက်စဉ်ရွာလေးလမ်းတွင်အသက်46နှစ်အရွယ်ကုကျော်တီဟန်ကလမ်းပိတ်တာစီပီကော်မရှင်အဖွဲ့နှစ်ဦးနှင့်လိုက်ပါသောသိန်းဆွေဦးကိုလက်တီးဖြင့်ထိုးကြောင်းထိုကြောင့်သိန်းဆွေဦးတွင်ဒဏ်ရာရရှိသဖြင့်ထိုးချိတ်သူကိုကျော်တီဟန်ကိုရွေးကောက်ပွဲတားစီရေးဥပဒေပုံမှ၂၄ကကြီးဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်။ထို့တူအော်တိုဘာလ၂၄ရက်နေ့အေယာဝတီတိုင်းဝါခဲမမြို့နယ် ချော်ကနုတ်ကျေးရွာမြို့အကွင်စစ်ဆေးရေးဂိတ်တွင်စစ်တပ်ကစစ်ဆေးမှုများလှုပ်ဆောင်စဉ်ဝါခဲမမြို့အွန်လိုင်းကြီးကျေးရွာနေအသက်48နှစ်အရွယ်မျိုးမင်းဆွေခမင်းမင်းဤလက်ကင်ဖုံးအတွင်မှ PDF တပ်ဖွဲ့ဝင်မောင်ကန်ခဖိုးကန်ထန်းတို့မစင်ကြမတဆင်ဆက်သွဲပြီးရွေးကောက်ပွဲကိုနှောက်ယှက်ဖြက်စီးရမည်ဟုရေးသားပေးပို့မှုကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းထို့ကြောင့်ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖြက်စီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးဖြင့်အမှုဖွင့်တာကြောင့်သိရပါသည် ရှမ်းပြည်နယ်တောင်ကြီးမြို့ရတနာတိရိရက်ကွန်နေမြေကိုးနေတန်တန်စုခဟန်နီလင်အသက်32နှစ်ကိုစစ်တပ်၏ဝါဒဖြန့်ဇက်လန်းဖြစ်သောခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ရန်ကုန်တိုင်းကမာရွမြို့တွင်လည်းစစ်တပ်၏ဝါဒဖြန့်ဇက်လန်းဖြစ်သောခေတမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်မှုဖြင့်မတ်ဂျူးရီကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါသည်။ ။ AOD တိုင်းပသိမ်မြို့အမှတ်9ရပ်ကွက်မှာမတ်ကျော့စုလက်အသက်32နှစ်ကိုလေစစ်တပ်၏ဝါရဖြန့်ဇလန်းဖြစ်သောခေတ္တမိုင်းကိုဒုံဆိုင်မိသူများကိုလူမှုကွန်ရက်မှတက်ဆင့်ဝေဖန်မှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။လက်ရှိတွင်စစ်တပ်ကရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကောက်ွယ်ပေးရေးဥပဒေဖြင့်ပြည်သူစုစုပေါင်း65ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရပါသည် မြန်မာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲသို့အာဆီယံအနေဖြင့်လေးလာဆောင်ကြည့်သူစေလွတ်မည်မဟုတ်ဟုအာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်သမ္မတအတီပြူအာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်ကမြန်မာအတိုက်ခံများအပါအဝင်အားလုံးနဲ့ထိတွေ့ဆက်ဆံမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲသို့အာဆီယံလေးလာဆောင်ကြည့်သူစေလွတ်မည်မဟုတ်ဟုအာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်သမ္မတဖာဒီနန်အာမာကိုဂျူနီယာကပြောဆိုလိုက်ပါတယ် 48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ပြီးမလေးရှားဗန်နားမာတရင်ဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင်၎င်းကအထက်ပါတိုင်ပြောဆိုလိုက်ခြင်းဖြစ်ပါသည်အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံအနေဖြင့်ဒီဇင်ဘာလတွင်ကျင်းပမယ့်မြန်မာနိုင်ငံရွေးကောက်ပွဲသို့လေးလာသူစေလွန်ကြီးမဟုတ်ကြောင်းဖိလစ်ပိုင်သမ္မတဖာဒီနန်အာမာကော့စ်ဂျူနီယာကအတည်ပြုလိုက်ပြီးအာဆီယံနိုင်ငံများအကြားစစ်တေရွေးကောက်ပွဲနှင့်ပတ်သက်၍အမြင်များကွဲပြားနေကြောင်း၎င်းကဆိုပါသည်အာဆီယံကနိုင်ငံတစ်ခုချင်းစီအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ဖို့ပါပဲ ရွှေကောက်ပွဲအတွက်အာဆီယံမှာဘုံရက်တီချက်တခုမရပါဘူး။ဘာလို့လဲဆိုတော့ဆွေးနွေးမှုတွေမှာမတူညီတဲ့အမြင်တွေရှိနေပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဖိလစ်ပိုင်နိုင်ငံကဘာလို့တင်လဲဆိုတာကိုကျွန်တော်ဆုံးဖြတ်ရပါလိမ့်မယ်။အခြားနိုင်ငံတွေဘာလို့လဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ပါမယ်ဟု၎င်းကပြောကြားခဲ့ပါတယ်။အာဆီယံနေဖြစ်မြန်မာရွေးကောက်ပွဲကျင်းပမဲ့ဒီဇင်ဘာ28ရက်နေ့မှတိုင်ပြီးဘုံသဘောတူညီချက်တစ်ခုရရှိနိုင်သေးကြောင်း သို့သောဖိလစ်ပိုင်အနေဖြင့်မြန်မာစစ်တပ်၏ရွေးကောက်ပွဲသို့လိလာသူစေလွတ်ရန်သို့မဟုတ်အာဆီယံ၏ယက်တီချက်နှင့်ခန့်ညီရန်စဉ်းစားနေခြင်းရှိမရှိကိုထုတ်ဖော်ပြောဆိုခြင်းမရှိပေ။အာဆီယံအနေနဲ့တစုံလုံးအနေနဲ့လုံမယ်ဆိုရင်တော့ပိုကောင်းနိုင်ပါတယ်ဟု၎င်းကရှင်းပြပါတယ်။မြန်မာအရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားအမြင်ကွဲပြားမှုများရှိနေတော့လေ။ကွာခြားချက်မှာမကြီးမားဟု၎င်းကဆိုပါတယ်။ရှင်းပြ2026ခုနှစ်အာဆီယံအလဲကျဥက္ကဋ္ဌတည်အဖြစ်တာဝန်ယူမဲ့ဖိလစ်ပိုင်သမ္မတ ဖာဒီနန်အာမာကော့စ်ဂျူနီယာကမြမအရေးအတွက်အတိုက်ခံများအပါဝင်သက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်းမြမအရေးမှာအာဆီယံအတွက်မကျက်သေးတဲ့အနာတစ်ခုဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသွားပါတယ်ဆက်လက်ပြီးကော့ကရိတ်မြို့နယ်တီဘိုဆန်ကျေးပါအနီးစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၈ဦးထက်မနည်းသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကရင်ပြည်နယ်ကောကရိတ်မြို့နယ်တီပိုးဆန်ကျေးရွာအနီးတွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၈ဦးထပ်မံတေဆုံးခဲ့ကြောင်းကရင်စစ်ရေးတရင်ရမြက်ကတရင်ဌာနကိုပြောကြားပါရယ်။ဂျမနီအော်တိုဘာလ31ရက်နေ့ညပိုင်းကကောကရိတ်မြို့နယ်တီပိုးဆန်ကျေးရွာဘက်သို့ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လရေးပူပေါင်းတပ်များကဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်သား၈ဦးထပ်မံတေဆုံးကအများပြားဒဏ်ရာရရှိပြီးပြန်ဆုတ်ပြေးသွားကြောင်းသိရပါရယ်။အလောင်းကတော့ရှစ်လောင်းပဲတွေ့တယ်။အခြားထိခိုက်တေဆုံးမှုတွေလည်းရှိအောင်မင်းတိုက်ပွဲကမနေ့ကဖြစ်တာ ဒီမနက်နေမြေတက်ရှင်းရင်းနဲ့အလောင်းတွေတွေ့တာပစ်တာကတမဟာတိဘက်အချမ်းရှိတဲ့နေရာမှာစစ်ကြောင်းကရောက်ပြီးတိုက်ပွဲဖြစ်တာပါကျွန်တော်တို့ဘက်ကစစ်ကြောင်း၃ကြောင်းပေါ်ဟုခရင်စစ်ရေးတရင်ရေးမြက်ကတရင်ဌာနကိုပြောကြားပါတယ်အော်တိုဘား15ရက်နေ့မှစ၍အကြံဖက်စစ်ကောင်စီတပ်ကခေါဂရိတ်မြို့နယ်မြောက်ပိုင်းရှိကျေးရွာများကိုစစ်ကြောင်းထိုးကာမြောက်ပတိုင်ကျေးရွာသားတအုပ်ကိုခေါင်းဖြတ်မိရှို့တပ်ဖြတ်မှုအပါဝင်ပြည်သူလေးဦးကိုတပ်ဖြတ်ခဲ့ပြီးအယက်သားပြည်သူ20ဝန်းကျင်ကိုဖမ်းဆီးထားကြောင်းသိရပါတယ်ထို့သောဖမ်းဆီးထားသည့်ပြည်သူများကိုရိုက်နှက်နှိပ်စက်ခြင်း လမ်းပြအဖြစ်တော်၎င်းလူသားတိုင်းကအဖြစ်တော်၎င်းစစ်ကြောင်းရှေ့ဆုံးမှတက်ခိုင်းကစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ကြောင့်ခေါခရိတ်မြို့နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးအကြံဖက်စစ်သားများထိခိုက်သေးဆုံးမှုများပြားကစစ်သားအလောင်းများလည်းပုံအောနေကြောင်းအကြံဖက်စစ်တပ်စစ်ကြောင်းမှာအာရှလမ်းမကြီးပေါ်ရှိဒေါနာတောင်လမ်းဟောင်းနေရာတို့ပင်ရောက်ရှိနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။